ားလုံးပဲမိပါပါရှင်။ငှက်ကတွန်း channel ကနေကြိုဆိုလိုက်ပါရစ်။ဒီ channel လေးကတော့စိတ်ဝင်စားကြငှက်ကတွန်းပုံမြင်လေးတွေကိုတစ်ဆက်ပြီးတော့မှဖြစ်လို့ channel လေးကို like and subscribe လေးလုပ်ထားပြီးရောဗီဒီယိုအသစ်တွေတနင်္လာသိရှိနိုင်အောင်လေးဘေးနားလို့ဒီခန်းလောင်းလေးကိုလည်းနှိပ်ထားပေးကြပါအောင်ရှင်။အလုတ်ကြိုစားရဲ့စာကလေးတခါတော့ကပေါ့မိရွှေစာကလေးမလေးကဒေါက်တာတော့မှနေထိုင်ပါရဲ့။မိရွှေစာကလေးမလေးကသူ့ရဲ့ယောက်ျားနဲ့အတူအတိုက်လေးထဲမှာပျော့ပျော့ရွှင်ရွှင်နေထိုင်ပါရဲ့။ သူတို့နေရာမှာမင်းမင်းလို့ခေါ်တဲ့သားလေးတောင်ရှိပိုင်ပတ်စံချမ်းသာကြတဲ့သူတွေမဟုတ်ပေမဲ့ရှိတလောင်နဲ့လုံလောက်အောင်နေထိုင်ကြပိုင်မိရွှေစားကလေးမလေးရဲ့ယောက်ျားကအဲ့ဒီတော့ရဲ့ဆန်ဆိုင်မှာ ကုန်တင်ကားကနေဆန်အိတ်ချရဲ့အလုံးနဲ့အခြားသူတွေရဲ့အိမ်ကိုဆန်အိတ်သွားပို့ပေးတဲ့အလုပ်ကိုလုပ်ပိုင်အဲဒီကရတဲ့ပတ်စံနဲ့ပဲတမိသားစုလုံးစားတောက်နေထိုင်ကြတာပေါ့တရက်မှာတော့အမြဲတမ်းလိုအလုံးလုံးလို့ပြီးတော့အိမ်ကိုရောက်တဲ့အချိန်မိရွှေ ဒီနေ့ကျအိမ်မှာဘလို့လို့ဒီလောက်တောင်မွေးနေရလဲဘာချက်ထားလဲခမ်းမမ်းမိပြောကြည့်လေကိုတိမာတော့မင်းနေရောမလားရှင့်အကြိုက်မှုန်ရင်းချက်ထားတာတကယ်လားဟာမစားရတော့တော်တော်ကြပြီဒါပေမဲ့မှုန်ဝယ်ဖို့အတွက်ဘယ်ကနေပတ်စံရလဲရှင်ကျမဘေးရဲ့ပတ်စံအနေပဲနည်းနည်းချင်းစီဆူထားလိုက်တာအဲ့ပတ်စံတွေပဲအရင်တကားဝဝထွက်ဆောင်းဝယ်ပေးလိုက်တယ်အခုကဝဝလဲကြောင်းပိတ်ပြီဆိုတော့ဆူထားတဲ့ပတ်စံတွေနဲ့မှုန်ဝယ်လာလိုက်တာ ပစ္စံရှိမှပျော်ရွှင်နိုင်မှာလို့လူတွေကထင်နေကြတာတကယ်တော့အမှန်တရားအခြားတစ်ခုလေးမိရွေအမှန်တရားအဲ့ဒါဘာလဲယောက်ျားကမပူစားတတ်တဲ့မင်းလိုမျိုးမိန်းမမျိုးပေါ့ယောက်ျားရှာပေးနိုင်သလောက်နဲ့လုံလုံလောက်လောက်သုံးဆွဲပြီးတော့အေုံလေးပျော်ရွှင်မှုတွေယူဆောင်လာပြီးရဲ့မင်းလိုမိန်းမမျိုးကိုပိုင်ဆိုင်ရတယ်လို့ပေါ့တော်မှာတော့ရှင်ရှင်ကျမောက်ချီချူတင်တဲ့လောက်ချီချူပြီးသွားပါပြီအခုတော့ခြေလက်မျက်နှာတက်လာအောင်မိမိအိမ်ထဲဝင်ခဲ့တော့ တားနောက်ထပ်နည်းနည်းလောက်ထပ်ဆော့လာအောင်မေမေနော်မီနော်တော်ပြီမဆော့နဲ့ရော့ကျောင်းပိတ်ကလေးအပြင်းမားပဲနေတိုင်းဆော့ကစားနေရတော်ပြီမဆော့နဲ့ရော့အိမ်ထဲဝင်ခဲ့တော့မိရွှေရဲ့တားလျာဆော့ကျင်တာပဲဆော့ခိုင်းလိုက်ပါ ကိုဆောင်ပေးနိုင်ပါရှင်တတိလောအလောလောနေရပြင်းမန်းနေရောပေါ့အဲ့ဒါတော့မှအချိန်မမှန်ထမင်းမဆလို့ဘယ်ဖြစ်မလဲတားလျာမနဲ့ကနေရဆော့နေရရှင်အိမ်ကိုပြန်မလာခင် သူအိမ်ထဲဝင်လာမယ်ထင်ထားတာဒါပေမဲ့ရှင်ရသူ့ကိုထပ်ဆော့ဖို့အခွင့်ရေးပေးနေရဲ့ မမေအိမ်ထဲကိုမြ мян လာခဲ့တော့ဟုတ်ပါပြီမေနောက်တော့မိရွှေစားကလေးမလေးက၃ရက်လုံးအတွက်ထမင်းခိုးလိုက်ပါအောင်ရယ်အဲ့လိုနဲ့ပဲသူတို့မိသားစုလေးကအချင်းချင်းပျော်ရွှင်စွာနဲ့နေထိုင်နေကြပါအောင်ရယ်နေတိုင်းလိုပဲစစောစားကလေးကအလုသွားပြီးတော့ကုန်ဒီကားကနေဆိုင်ရိတ်တွေကိုတဲပြီးဆိုင်ထဲကိုချနေတော့တာပေါ့ဆိုင်ရိတ်တွေအများကြီးကိုတဲပြီးရဲ့နောက်မှာရုတ်တရက်ကြီးစစောစားကလေးကအားနေနေတယ်လို့ခံစားလာရပါအောင်ရယ်အဲ့နောက်မှာတော့မူးပြီးတော့လဲသွားတော့တာပေါ့ ။စိုက်ပိုင်ရှင်ကဇော်ဇော်ရဲ့မျက်နှာကိုရေစက်လေးတွေနဲ့ပတ်ပြီးတတိယအောင်လှုပ်လိုက်ပါတော့တယ်။ဘာဖြစ်သွားလဲ။ခုနတော့အကောင်းကြီးကိုရုတ်တရက်ကြီးဘယ်လိုလုပ်မူးလဲသွားလဲ။ဘယ်လိုဖြစ်သွားလဲတော့ကျွန်တော်လည်းမသိပါဘူး။ဒါပေမဲ့ရုတ်တရက်ကြီးအားနဲ့လာတယ်လို့ခံစားလိုက်ရတယ်။ဒီလောက်ကနောက်မှလုံနေရပါတယ်။အရင်ဆုံးအိမ်ပြန်ပြီးအနားယူလာအကူကြီးလိုရင်လည်းပြောနော်။ဒါပေမဲ့အလုပ်တွေကတန်လန်းကြီးဖြစ်နေရင်ငါဆက်လုပ်လိုက်မယ်အရင်ဆုံးအိမ်ပြန်ပြီးတော့အနားယူလာအောင် မူးလဲသွားတာကြောင့်ရုတ်တရက်ကြီးရစော်စားကလေးကအိမ်ကိုပြန်ရောက်လာပါတော့တယ်။ဟဲ့ဘယ်လိုဖြစ်ပြီးအလောက်ကနေအစောကြီးပြန်လာလဲ။တကယ်တော့ဒီနေ့အလောက်လောက်ရင်လည်းခေါင်းမူးသွားလို့ဒါဆိုခဏလောက်အနားယူလိုက်အောင်လေ။အိမ်နောက်မှာစစော်စားကလေးကအနားယူလိုက်ပါတော့တယ်။မိရွှေစားကလေးမလေးကလည်းအားရှိစေမယ့်အစားအစာအမျိုးမျိုးချက်ကျွေးတော်တာပေါ့။နေရတတီအိမ်မှာအနားယူပြီးရဲ့နောက်မှာတော့စစော်စားကလေးကနေကောင်းသွားပါတော့တယ်။ကိုဒီနေ့အလောက်သွားလိုက်မယ်မိရွှေ။ နားထောင်ပါအောင်ရှင်ရှင်ဦးကြီးကလုံးဝကြီးတက်တာသွားတဲ့ပုံမပုံနောက်ထပ်နှစ်ရက်လောက်အနားယူလိုက်ပါအောင်လားအနားမယူတော့ပါအောင်မိရွှေရဲ့ကိုတကယ်တက်တာနေပါပြီကိုအလုံးမလုံးရင်ပို့ပြီးတော့ဒုက္ခရောက်နိုင်မယ်အဲ့လိုပြောပြီးအလုတ်ကိုသွားလိုက်ပြီးမင်းလဲအလုတ်အများကြီးမလုံနိုင်တော့ဘူးပေါ့နောက်တခါထပ်ပြီးတော့မူးလဲသွားပါအောင်ရင်အဲ့နောက်မှာအေအေကြီးကမာလီကကြောကုန်းပေါ်တင်ပြီးတော့အိမ်ုံခေါ်လာလိုက်ပါအောင်ရင်နေ့ရက်ယောက်ျားနေကောင်းတည်ရမဟုတ်ဘူးဘာဖြစ်လို့အလုံးလာခွင့်ပေးလိုက်တာလဲ ကျမတို့တားပါသေးရဲ့ဒါပေမဲ့လဲသူကအလုပ်သွားဖို့ပဲတစွထိုးလုပ်နေတော့တာဆရာဝန်နဲ့ရောပြကြည့်သေးလားမပြကြည့်ရသေးဘူးဘာလို့နမောနမဲနေနိုင်ကြရလဲဘာမှမဖြစ်ပါဘူးငါပဲဆရာဝန်လွတ်ပေးလိုက်မယ်ဟုတ်ကဲ့အဲဒီနောက်မှာအေအေကြီးကမာလီကဆရာဝန်ဖြစ်တဲ့ရာဇာသိန်းကတ်ကိုမိရွှေရဲ့အိမ်လွတ်လိုက်ပါအောင်တယ်နောက်တော့ရာဇာသိန်းကတ်က စောစောစာကလေးကိုစစ်ကြည့်လိုက်ပါအောင်တယ်လူနာအောင်စီးထိုးပေးရလိမ့်မယ် ဆေးကိုစားရွက်မှာရေးပေးလိုက်မယ်မြ мян လေးဝယ်လာခဲ့လိုက်မိရွှေစားကလေးမလေးကမြ мян သွားပြီးတော့ဆေးဝယ်လာလိုက်ပါအောင်ရင်ရာစာသိန်းငက်ကလည်းဆေးထိုးလိုက်တော့တာပေါ့အခုဘာမှကြောက်စရာမလိုတော့သူပြန်ကောင်းသွားလိုက်မယ်အဲ့လိုပြောပြီးတော့ဆရာဝန်ကသွားလိုက်ပါအောင်ရင်ကံမကောင်းစွာနဲ့ပဲထိုးပေးလိုက်တဲ့ဆေးကစစောစားကလေးပေါ်အာနိတင်မတက်ရောက်ပဲကွယ်လွန်သွားခဲ့ရပါအောင်ရင်မိရွှေစားကလေးမလေးနဲ့မိမိစားကလေးတို့ကရှက်ကြီးတငယ်ငိုလိုက်ကြတော့တာပေါ့ အဲဒီနောက်မှာမိရွှေစာကလေးမလေးကစစောစာကလေးကိုတကြိုလိုက်ပါအောင်အိန္ဒိယစာပြီးတော့မိရွှေစာကလေးမလေးကပဲအလုတ်စူးစာလုပ်ပြီးမိမိကိုပြုစုဆောက်ရှောက်တော့တာပေါ့လောဘကြီးရဲ့အေးအေးကြီးကမ်းမလေးတခါတော့ကပေါ့တော်တော်တော်မှာမိရွှေစာကလေးမလေးကတစ်ပင်တစ်ပင်ရဲ့အတိုက်သေးသေးလေးတစ်ခုမှနေထိုင်မိုင်းမိရွှေစာကလေးမလေးနေတဲ့တစ်ပင်ရဲ့ဘေးနားမှာပဲအောင်လို့ခေါ်တဲ့ကြီးကမ်းမိသားစွာနေထိုင်မိုင်းအောင်ကြီးကရဲ့မိမနမယာအေးအေးဖြစ်ပြီးတော့ ကလေးနှစ်ယောက်နမယဇာဇာနဲ့ဝေဝေပဲဖြစ်ပါ යි ကိုအောင်ရဲ့ရှင့်အစားကျမအချားတယောက်ကိုယူပြီးမိသားစုထူထောင်တာမှပို့ကောင်းအောင်အနည်းဆုံးရိုတီသုံးနဲ့စားရလောက်တယ်မနက်မိုးလင်းတာနဲ့နေ့ရက်ဒရာမာစပြီးဘာလို့ကျင်တာလဲဆိုတာပုံမှန်လင်းလင်းပြောကောင်းပြီလေကလေးတွေနဲ့ကျမအတွက်အဝိစားအစ်လိုနေငါမှသာအဲ့လောက်ပတ်စံနေရှိနေအစောကြီးကငါတို့စားဖို့အတွက်ကန်းကန်းမုံမုံဝယ်လာခဲ့မှာပေါ့ငါရဲ့ကံလည်းစိုးရွားလိုက်တာ ငါအရင်ဘဝဘာပြစ်တွေလုပ်ခဲ့လို့များနေနဲ့အိမ်တော်ကြသွားလဲမသိဘူးဘယ်ဘဝကြောင်းမှမဟုတ်ဘူးမင်းကလောဘကြီးလို့လေအဲ့ဒါကြောင့်အမြဲတမ်းရတဲ့လောက်နဲ့မပြောင်းနိုင်ဖြစ်နေရာအိမ်တော်မှာအအောင်ကြီးကန်ကအစာရှာထွက်ဖို့အတွက်ထွက်လာလိုက်ပါအောင်ရင်လမ်းတဝက်ရောက်တဲ့အချိန်မှာမိရွှေစာကလေးမလေးနဲ့တွေ့သွားပါအောင်ရင်အအောင်ကြီးဘာဖြစ်တာလဲဒီနေ့ကျနောက်ကျရင်နော်မနက်အိပ်ရထားတာပဲရှိသေးတယ်မိမအဝိသိလိုချင်လို့ဆိုပြီးစကားများနေလို့လေ ဒါဆိုလေစကားများမနေတော့ပဲသူ့လိုကျင်နာဝယ်ပေးလိုက်ပါလားကြည့်ရတာနေုံကရေဖွင့်မိရပဲမှားပြီနေတူတယ်ငါမှာတော့ကလေးတွေအတွက်ရိုဒီနဲ့နဲ့ကြွေးဖို့တော့အနိုင်နိုင်မိမဖြစ်သွားပတ်စံဖြုံးကိုပူဇာနေသေးရအဲ့ကြရင်နေရပါသူ့ဘက်ကပါပြီးနေသေးရဟုတ်ပါပြီတော်ပါတော့နေမိမစိတ်ဆိုးနေရနဲ့ငါ့ဘောဒေါသရင်မပုံလိုက်နဲ့လေဒါဆိုလေကောင်းပါပြီအိမ်မှာကလေးတွေလည်းဘာမှစားရသေးရမဟုတ်ဘူးဗိုက်စာနေလောက်မှာသူတို့အတွက်အစာသွားရှာလာအောင်မေး အစားရှာပြီးတော့ကလေးတွေအတွက်အိမ်ကိုယူလာလိုက်ပါအောင်ရင်ဒါပေမဲ့အအောင်ကြီးခဲ့ယူလာတဲ့အစားအစာကအိမ်ကလူတွေအတွက်မလုံလောက်ဘူးပေါ့ကိုတော်ရဲမှာကညာစားခဲ့ပြီးပြီနင်တို့၃ယောက်ပဲစားလိုက်တော့အအောင်ကြီးကန်ကအားလုံးကိုလိန်ပြောပြီးတော့အိမ်ပြန်မှာထွက်နေလိုက်ပါအောင်ရင်အအောင်ကြီးကန်ကလည်းအရန်ကိုပိုက်စာနေတော့တာပေါ့ပိုက်စာလုံးလို့လူလိန်နေရဲ့အအောင်ကြီးကန်ကိုမိရွှေစားကလေးမလေးကတွေ့သွားပါအောင်ရင်အအောင်ရင်ဒီလိုလာခဲ့အောင် ဘာဖြစ်တာလဲဘာပြောကြရှိလို့လဲစားလိုက်မြ мян လေးတောင်စားလိုက်အောင်ငါတွက်လာဒါပေမဲ့ငါဘိုက်ပြည့်နေပြီလေငါအများကြီးစားခဲ့ပြီပြီအဲ့ဒါကြောင့်လဲအိမ်ပြောထွက်ပြီးလင်းငင်းခံနေရတော်စမ်းမှာတော့အိမ်ပုံမျိုးနေရကလေးတွေပဲပြပြလိုက်အခုတော့စားလာအောင်ဘိုက်စာနေရဲ့အောင်ကြီးကန်လေးကိုမိရွှေစားကလေးမလေးကအစာကျွေးလိုက်ပါအောင်ဒါနဲ့အောင်မနေ့ပြန်ကြငါနေခဲ့တော်သွားမလို့တပတ်လုံးဒီမှာရှိမှာမဟုတ်ဘူးငါအတွက်တစ်ခုလောက်လုပ်ပေးပါလား ြောလေဘာလို့ပြရမလဲမိရွှေတကယ်တော့ငါရဲ့ဥရီကိုငါနဲ့အတူရှူသွားနိုင်မှာမဟုတ်ဘူးအဲ့ဒါကြောင့်နင့်ကိုယုံကြည်ပြီးတော့ဥရီကိုထားခဲ့မလို့သူတို့ကယူဆိုင်ပေးပါနော်ပြောစရာလို့လို့လားနေစိတ်ချလက်ချသာသွားငါဥလေးတွေကိုတေချာယူဆိုင်ထားမယ်ကိုရဲ့ဥလေးတွေကိုအောင်ကြီးကစီမှာအပ်ပြီးတော့တောင်းဟောသွားလိုက်ပါအောင်ရေအောင်ကြီးကကဥရီကိုယူပြီးသူ့အိမ်ထဲဝင်လာလိုက်ပါအောင်ရေရှင်အစ်မတို့ဥယူလာလားအခုချက်ချင်းဥကြော်လှုပ်ရှားလိုက်မယ် ်ခဏနေပါဦးဒါမိရွှေရဲ့ဥရေကနှစ်ရက်သုံးရက်လောက်သူ့ရဲ့တော်သွားလေလို့ကိုယ်စီမှာအထားလေအဲ့ဒါကြောင့်တမစဉ်းစားနေရရှင်တမအတွက်ဘာလို့အဲ့လောက်တောင်စဉ်းစားပြီးနေရတလဲပေါ့အောင်ကြီးကန်းကအေးရဲ့တောင်တတောက်မှာဥရေကိုထားခဲ့ပြီးတော့အစာရှာဖို့အတွက်ထွက်သွားလိုက်ပါတယ်အဲ့ဒီချိန်မှာအေးရဲ့ကလေးတွေကလည်းဗိုက်စာလုံးလို့ပူစာနေတော့တာပေါ့သမီးတို့ရဲ့အဖေလည်းသမီးတို့စားဖို့အတွက်အစားစာသွားရှာနေရလေခဏလောက်စောင့်ပါဦးပြီးတော့အမေစီမှလည်းပတ်စံရှိရမဟုတ်ဘူး ။သမီးတို့အတွက်တခုခုဝယ်ကျွေးရအောင်လေ။သမီးတို့ဘာမှမသိဘူး။အခုချက်ချင်းစားကျင်တာပဲသိ။အဲဒီအချိန်မှာအေးအင်ကြီးကမာလီကအိမ်မှာထားထားတဲ့မိရွှေရဲ့ဥတွေကိုသတိရသွားပါအောင်ရယ်။အဲဒီအချိန်မှာဥတွေကနေကလေးတွေက ပေါက်သွားပြီပေါ့။ဒါပေမဲ့လည်းအေးအေးကြီးကမကအကြံတစ်ခုရပြီးတော့မိရွှေရဲ့ကလေးတွေခေါ်ပြီးတင်ငမစီကိုသွားပေးလိုက်ပါအောင်ရယ်ဘလို့ဖြစ်ပြီးရောက်လာလဲအေးနေအတွက်နေကြိုင်ငါယူလာပေးခဲ့တာ အပြန်လန်နေနဲ့ငါးကြိုက်ငါးပြန်ရိုက်ဘာယူလာလဲဆက်ကလေးမရဲ့ကလေးအရောက်ရတာရှိရတွေးကြည့်ရနေတယ်ငါတေးကြနေပြီ နေရပါလို့ကျင်လို့လဲပတ်စံလို့ကျင်တာပတ်စံပင်သူတို့ငါပေးမယ်အဲ့လိုနဲ့ပဲအေးကြီးကံမလေးကပတ်စံတွေယူပြီးတော့ကလေးလေးတွေကိုရောင်းစားလိုက်ပါအောင်ရင်တင်ငံမလေးအရတာခံပြီးတော့ကလေးတွေကိုစားလိုက်ပါအောင်ရင်အဲ့နောက်မှာတော့အေးဆက်ကလေးမလေးကသူ့အတွက်အဝတ်ဝယ်ဝတ်လိုက်တော့တာပေါ့ ဲအခုလိုမျိုးစိတ်ဝင်စားကြငှက်ကာတုံပုံမြင်လေးတွေကိုကြည့်ချင်နေဆိုရင်တော့ Smile Channel လေးကို Like and Subscribe လုပ်ထားပြီးတော့ပုံမြင်အသစ်တွေတိုင်းတိုင်းသိရှိနိုင်လေဘေးနားနိုတီခံလာလေးကိုနှိပ်ထားပြီးကြပါအောင်ရှင်ကျေးဇူးတင်ပါတယ်ရှင်ဒါဆိုရင်တော့နောက်ဗီဒီယိုလေးတွေမှာပြန်တွေ့ကြပါမယ်နော်